ကျမတို့စံပြုတ်ဆိုင်ကဖွင့်ထားတာနှစ်20ကျော်လောက်တော့ရှိပြီပေါ့နော်ဒီလိုပဲအရင်တုန်းကတော့ဘဇွန်တောင်ဈေးရှိကပလက်ဖောင်းပေါ်မှာစရောင်းတယ်စရောင်းတုန်းကတော့တပွဲတရာပဲအဒီတို့ဆိုင်ကတော့စံပြုတ်ကစက်သားစံပြုတ်ငါးစံပြုတ်နှမျိုးရတယ်ပေါ့နော် 有点生精神比你高一点，生来这一头。几多？三百三十多亩啊，多。 မိုးတွင်းနဲ့ဆောင်းတွင်းကတော့လူပိုများတာပေါ့နော်အရင်ရာသီဥတုကလည်းအေးနော်ဆံပြုတ်စားတဲ့လူကောင်းတဲ့ရာသီဥတုပေါ့နော်နွေရာသီကြတော့ရောင်းအားတော့ကြတယ်အဲ့ဒီခါကြတော့လည်းဆံပြုတ်ကိုလျှော့ပြုတ်ရတာပေါ့ဒီလိုလူစားသုံးသူအပေါ်မှာမူတည်ပြီးမှတရေတရေကရောင်းအားကတော့ပုံမှန်တော့မရှိပါဘူးရောင်းကောင်းရောင်းကောင်းတို့လိုပဲတည်းရောင်းကောင်းရောင်းကောင်းတို့လိုထတ်ကြိုတယ်နော်လူပိုင်းတော့ထတ်လျှော့တယ်အဲ့လိုလေးပဲပို့ပို့ပါပါပဲရောင်းဖြစ်တာပေါ့နော်တိတ်ပြီးမ မျိုးဘလောက်ရောင်းရမယ်ဘလောက်ရောင်းရမယ်ဆိုတော့မတတ်မှတ်ထားပါဘူးအမျိုးပေါ့မျိုးမိသားစုဆိုင်လေးပဲဆိုတော့စားသုံးသူလည်းအဆင်ပြေအောင်တကယ်ရောင်းရရောင်းနိုင်တဲ့လောက်လေးဥတော့ဖြည်းဖြည်းစီစီရောင်းဖြစ်တယ်ပေါ့နော်ဆိုင်ကတော့ဖွင့်တာညနေဆိုင်လောက်ရှိပြီပေါ့နော်ဒီရန်ကုန်မှာကလေးတဲ့ចောင်းတဲ့ရင်ကျမတို့လည်းဆိုင်ဖွင့်ရင်လည်းမိသားစုပဲပေါ့ညနေဆိုင်ကျော်ရှိပြီပေါ့နော် ံပြုတ်စရောင်းဖြစ်တော့အန်ဒီတို့ကရန်ကုန်စရောက်တော့ကတော့စမ်းချောင်းဖက်မှနေရလေအန်ဒီတို့လိုမျိုးကတော့ဒီကိုရောက်ရင်ရှမ်းကောက်ဆွဲရောင်းမယ်ဗာဒီရောင်းကြည့်လိုက်သေးတယ်။ဟာတပွဲတရာပဲ။အဲ့လိုပဲကုံစင်းလုံးတွေကတဖြည်းဖြည်းတဲ့တဲ့နဲ့အခုဆိုတပွဲကို1500ဖြစ်သွားပြီ။ဈေးနှုန်းကတော့အတတ်နိုင်ဆုံးတော့စားသုံးသူပဲကကြည့်ပြီးမှအဆင်ပြေအောင်တော့ရောင်းပေးနေပါတယ်။စမ်းချောင်းဖက်မှကရှမ်းကောက်ဆွဲရောင်းနေတယ်။အဲ့တော့ကတော့မရောင်းကောင်းပဲပြောရမှာပေါ့နော်။ မယောင်းကောင်းဘူးပြီးတော့အဲ့ဒီဖက်မှာတန်းချောင်းဖက်မှာစရောက်တော့ကရှမ်းခေါက်ဆွဲရောင်းဖြစ်တယ်အဲ့တုန်းကရောင်းဖြစ်ပြီးတော့ဈေးတဲကိုတွားရင်းနဲ့အော်ဒီရန်ကုန်ကလူတွေကစံပြုတ်လဲအရန်ကြိုက်ကြတယ်ပေါ့နော်အခုတွေ့တာပေါ့တွေ့တော့ဒီပဇွန်တော်ဘက်ကိုပြောင်းတော့စံပြုတ်ကိုစမ်းရောင်းကြည့်မယ်ပေါ့နော်စားရတဲ့စားရတဲ့လူလည်းအဆင်ပြေအောင်နော်ရောင်းရတဲ့လူလည်းအဆင်ပြေအောင်မြမြတတ်တာပေါ့နော်တွေးပြီးမှပဲရောင်းဖြစ်တာအဓိကတော့မိသားစုဆိုင်လေးဆိုတော့ ။တပွဲမကုံတဲ့လူတွေအတွက်လည်းပွဲတဝက်ဆိုပြီးမှရောင်းမိပါတယ်။လည်းစားပါတော့လည်းစားထားတော့လည်းထားကြရောဘောနော်တော့လည်းကြိုးရဲငါလည်းငါလည်းတော့ရောင်းဟာပုံမှန်မရှိဘူးဘောင်ကြီးဆိုတော့ရောင်းရဲပုံမှန်မတည်တော့ဘောနော်ညာဒီဟုတ်တူတယ်ဘောဘောဘောတမောတရားနဲ့ရောင်းရတာ လေရတော့ပါတော့နော်အပေါ်မှာတော့ဒီဘာပြောဖို့မပုံခင်ပြန်ကျွေးမပုံခင်ပြန်ကျွေးဒီလိုဒီနဲ့ဒီလေးလုံးနေနဲ့ဆိုအခုတော့တပွဲ1500ကျပ်ရှိနေပြီပေါ့နော်တပွဲအပြည့်စားလို့မကုန်တဲ့လူအတွက်ကတော့ပွဲတစ်ဝက်လည်းရောင်းမိပါတယ်ဈေးနှုန်းလေးကတော့ ။ဆံပြုတ်ဘွဲပြည့်တစ်ဘွဲက1500ကျပ်၊ဘွဲတစ်ဘွဲက1200ကျပ်။ကျက်သားဆံပြုတ်ကတဘွဲဆိုရင်1500၊တဘွဲဆိုရင်1200ငါးဆံပြုတ်ကတော့တဘွဲ1500တဘွဲဆိုရင်1000အကြကွေးထက်ထည့်ရင်တော့အကြကွေးတဘွဲကို300ကျပ်ဖတ်တိုးပြီးမှကျက်ဥက900ဝက်ခေါက်က1000ကျပ်ကြက်သားဆံမျိုးကိုကြတော့တပွဲ1500ငါးဆံမျိုးကြတော့ တပွဲ2500နဲ့ရောင်းပါတယ်။ဈေးနှုန်းကလည်းတိတ်မကွာသလိုစံပြိုးကလည်းเนาะပွဲတစ်ဝက်ဆိုပေမဲ့လည်းတပွဲနဲ့လည်းတိတ်မကွာပါဘူး။ဘောက်ခေါက်ကျုပ်၃မျိုးနဲ့တွဲစားလို့ရပါတယ်ပေါ့နော်။အေး

ဒါငါးဆံပြုတ်နော်ငါးတော့မကျင်းတဲ့သုံးတာအတန်းကခဏညီပါ 松了点吧。 ကျွန်တော်တို့ပဇွန်တောင်ဥယျာဉ်ရာဆံပြုတ်ဆိုင်ကပဇွန်တောင်ဈေးရှိပဇွန်တောင်ဥယျာဉ်ရာထဲကတိုက်နံပါတ်တိုက်အမှတ်1မှာဖွင့်ထားပါတယ်